Hello guys, welcome back. မဆူဒီဗီဒီယိုလေးမှာပြုလုပ်ပေးမယ့် reading လေးကတော့အခုမြန်မာနိုင်ငံမှာနေနေတဲ့ပြည်သူတွေပေါ့နော်အသက်ကြီးငယ်မရွေးကြားမမရွေး2026ခုနှစ်မှာဘာတွေဆက်ဖြစ်မလဲဘာတွေပြင်ဆင်ထားရမလဲဆိုတာကိုမဆူကကက်လေးတွေနဲ့အဖြေရှာကြည့်ပေးမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒီတော့ let's get started ရင်ဦးဆောင်မဆူဟွာပြင်မယ်ပေါ့နော်ဖဲပြင်ပါမယ်နောက်တစ်ခါမဆူတဲတော့ reading လို့ဆိုရှင်တီတန်တန်လေးပဲပြောတော့မယ်နော် จ้างชดชริมลดดนักูเรียกวันนั่นเองจะมาเปลี่สุดหรอใครจ้างจ้างชดชริมมีตัวอะไรกว่า I am so sorry about that Okay And I'm also gonna like shuffle this ကက်လေးလည်းတော်တော်ဟောင်းနေပါပြီထောင်26ထဲမှာဘာတွေတိဖို့လို့လဲဘာတွေကြိုတင်ပြင်ဆင်ထားရမလဲเนาะအဲ့ဒါကိုမဆူ၃ကက်စီဆွဲမယ် တခြားအသေးစိတ်တွေတော့မစိုးမမေးတော့ဘူးပေါ့နော်ကက်ကပြောချင်တဲ့အရာကိုပဲမစိုးက intuition လေးတုံးပြီးတော့မှဖတ်ပေးမယ်ပေါ့နော်အဲ့တော့တုံးကက်ဆွဲပါမယ် ဲ့တော့မစု clarify ထပ်လုပ်မယ်ဆိုတော့ထပ်ပြီးတော့မှဒီဟာလေးကိုသုံးပါမယ်ဟမ်အရင်တီးဖို့လိုလေအရင်တီးဖို့လိုလေကွယ်ပါရီစပ်ဖြစ်လာနိုင်လေ page of source ကအတက်ရောပြောင်းပြန်အောင်ကြာနေဆိုလိုတာလူငယ်တွေအတွက်ပေါ့ Knight of Pentacles Eight of Wands and the Judgment in reverse ဘာရတိဖို့လို့လဲဆိုတော့လူငယ်ရဲ့အနေနဲ့က stack ဖြစ်နေတာမျိုးရှိမယ်ငွေရေးကြေးရေးမပြေလည်တာတည့်ရမလား ဟိုလှုပ်ချင်းကင်ရင်စိတ်ကတော့ရှိပါတယ်ငွေကြီးမပြေနိုင်လေတဲ့အတွက်ကြောင့်မလို့ stack ဖြစ်နေရမျိုးရှိရယ်ဒါပေမဲ့သူတို့အတွက်ကအခွင့်အလမ်းတွေဒီထက်ပိုပြီးတော့မှတိုးပွားလာဖို့ရှိရယ်အခွင့်အလမ်းတွေပေါ်လာဖို့တော့ရှိရယ်နောက်တစ်ခုကကြတော့အမ်နောက်ကျောင်းဓာတ်နဲ့ထိုးခံရတဲ့ကိစ္စတွေပါတယ်လေတတိထားဖို့လိုတယ်အဲ့ဒီဟာကြောင့်မလို့ဟိုလိုမျိုးကြီးအရန်ကြီးကိုမှဆိုးဆိုးရွရွရိုက်ပျက်စီးသွားတာမျိုးမဟုတ်ပင်မဲ့အစိတ်ဒဏ်ရာရတာမျိုးကို့အတွက် တခုခုထိခိုက်နစ်နာသွားတာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကိုယ်သွားနေတဲ့အချိန်ကနေပြီးတော့ stack ဖြစ်သွားတာမျိုးဖြစ်နိုင်တယ်။နောက်တစ်ခုကကြတော့လူငယ်ရိအနေနဲ့ကမဆုဟုတ်ဟုတ်တလောကလည်းဟောက်ဘူးပါလေလွန်ခဲ့တဲ့2လ3လတုန်းကလည်းမဆုဟောက်ဘူးတယ်။ကန်တရားသူတို့လက်ထဲမှာပဲရှိသေးတယ်။သူတို့အနာဂတ်ကိုသူတို့ပုံဖော်လို့ရသေးတယ်ဆိုတာမဆုအရင်တုန်းကဟောက်ပေးဘူးတယ်။အခုလည်းအဲ့တိုင်းပဲဒီမှာ The Wheel of Fortune သူရဲ့ clarify လောက်ထားတာက page of swords page of sorts page ဆိုတဲ့ကိုကဒီဥစ္စာကလေးတွေကလေးတွေဖြစ်မယ်လူငယ်တွေဖြစ်မယ် page of sorts ဆိုတာကြတော့ဟိုဘယ်လိုပြောမလဲဉာဏ်ပညာထက်မြက်တဲ့အဲလူငယ်ပေါ့နော်ကိုယ့်ရဲ့အခွင့်အရေးကိုကိုဘလို့အသုံးချရမလဲကိုယ့်ရဲ့ကံတရားကိုဘလို့စီမံရမလဲဆိုတာသူတို့လက်ထဲမှာပဲရှိတယ်သူတို့ကောင်းခြင်းရင်ကောင်းအောင်လုပ်လို့ရတယ်ဆိုခြင်းဆိုအောင်လုပ်လို့ရတယ်ဒီနိုင်ငံရေးအခြေအနေကြောင့်ဒီလိုမျိုးကြီးကြောင့်မလို့ငါတို့ကဘာမှလုပ်လို့မရဘူးဆိုပြီးတော့မှ အမ်လုံမယ်ဆိုလို့ရှိရင်တော့အဲ့တိုင်းပဲဆက်ဖြစ်သွားမှာပဲဒါမှမဟုတ်အဲ့ဒီဥစ္စာကိုโอเคနိုင်ငံရေးအခြေအနေကတော့ဒီလိုရှိရဒါပေမဲ့ငါဘာလုံနိုင်လဲငါဘလို့ဆက်သွားမလဲဆိုပြီးတော့မှမရရတဲ့ဥစ္စာပေါ့နော်ကိုသွားလို့ရတဲ့ possibility တွေကိုကြည့်ပြီးတော့မှသွားမယ်ဆိုရင်အဲ့လမ်းကြောင်းတွေကပေါက်ပေါက်မြောက်မြောက်ရောက်မှာတေးကြတယ်ပေါ့နော်နောက်တစ်ခုက အကယ်၍မအဲ့လိုမျိုးကြိုးကြိုးစစနဲ့သွားမယ်ဆိုလို့ရှိရင်တဲ့ပပပပလေးနဲ့ငွေငွေရမယ်ပပပပလေးနဲ့တတရရလေးနဲ့ဘဝကိုအေးချမ်းချမ်းဖြတ်သန်းနိုင်တဲ့သဘောလေးရှိရပေါ့နော်နောက်နှစ်ထဲမှာသူများလေးလိုအပန်းတကြီးကြီးဟာစူးစားပြီးတော့နင်းကန်လှောက်ရှားယုံကန်ပြီးတော့ပတ်စံလေးနည်းနည်းလေးပဲရမယ့်ပုံစံမျိုးမဟုတ်ဘူးတကယ်တကယ်တမ်းပညာကိုစီးပူးပြီးတော့တိတ်တိတ်ချာချာကို strategy ကောင်းကောင်းချပြီးတော့မှသွားမယ်ဆိုလို့ရှိရင် AC ပဲကန်ကသူတို့ဘက်မှာရှိရ Okay အဲ့ဒီကောင်းတဲ့ကန်ကို ကောင်းတဲ့ နေရာမှာကောင်းတယ်လို့မျိုးတေချာအတုံးချမယ်ဆိုလို့ရှိရင်ဟိုဟာဖြစ်တယ်ပေါ့ပေါ့ပပလေးနဲ့ပတ်စံရတာမျိုးပေါ့ပပလေးနဲ့အဖြတ်သန်းနိုင်တာမျိုးဖြစ်မယ်ပြီးလို့ရှိရင်သူတို့ကိုဟိုဟာလုံးမဲ့အာဘယ်လိုပြောမလဲ support ပေးမဲ့သူကလည်းရှိပြီးသားဖြစ်တယ်ပေါ့နော်ဒီမှာ king of wands king of wands ကကြတော့သူတို့ရဲ့လူကြီးမိဘတွေဖြစ်ရင်ဖြစ်နိုင်မယ်ဒါမှမဟုတ် support ပေးမဲ့လူကြီးပေါ့နော်လူကြီးတယောက်ယောက်မိဘမဟုတ်လေလူကြီးတယောက်ယောက်ပေါ့နော်အဲအဲ့လိုမျိုးပေးမဲ့အခြေအနေရှိနိုင်တယ်ဒါပေမဲ့အဲ့ဒီဥစ္စာကိုတော့ ကောင်းကောင်းအသုံးချတဖို့တော့လို့မယ်ပေါ့နော်အဲ့တော့ချောင်းမီးပြောရမယ်ဆိုလို့ရှိရင်2026ထဲမှာကအထူးသဖြင့်လူငယ်တွေပေါ့နော် stack ဖြစ်နေတာမျိုးရှိမြင်အမ်ဗာလဲဟို mental illness ပေါ့နော်ဟိုစိတ်က energy တိတ်မကောင်းတာဟိုနောက်ကြောဓာတ်နိုင်ထိုးခံရတာတွေအဲ့လိုကိစ္စမျိုးလေးတွေအဲကြုံကောင်းကြုံနိုင်နေပေါ့နော်အဲ့ဒါလေးတော့တစ်ချက်သတိထားပြီးသတိထားပြီးလို့ရတယ်ဒါပေမဲ့ apart from that အဲ့ဒါကလွဲပြီးတော့တခြား opportunities တွေလာဖို့ရှိတယ် ကောင်းကောင်းအသုံးချနိုင်ဖို့လိုတယ်။ကံတရားကတို့လက်ထဲမှာရှိသေးတယ်။ကောင်းတဲ့ကံအတို့လက်ထဲမှာရှိသေးတယ်အဲ့ဒီဥစ္စာကိုအာဖော်ဆောင်ပြီးတော့ကိုယ့်ရဲ့အနာဂတ်ကိုကိုကိုယ်တိုင်းသူစစ်ပုံဖော်လို့ရသေးတဲ့ပုံစံလေးတွေရှိရယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဘာမှအားမငယ်နဲ့သူတို့သာသွားမယ်ဆိုလို့ရှိရင်သူတို့ပြပစံဆိုတာလည်းလာလိမ့်မယ်โอเคပြီးတော့သူတို့ကိုထောက်ပံ့ပေးမဲ့သူတွေကလည်းတဖြည်းဖြည်းနဲ့ပေါ်လာလိမ့်မယ်အဲ့ဒီတော့အမ် ဒီ reading လေးကတော့ဒီလောက်ပါပဲပေါ့နော်အားလုံးလည်းကျေနပ်နှစ်သက်လိုက်မယ်လို့တော့မျှော်လင့်ပါတယ် thank you very much for watching and see you next time bye bye